အပြန်မှာရဲရဲဖမ်းတယ်အဲ့ချိန်မှာထိုင်ပြီးဆူတောင်းတယ်ကျွန်တော်ကေတင်မှာဒီရားနဲ့အကောင်းဆုံးရွေးနှုတ်ပါ မစမ်းသပ်ပဲနဲ့တော့မသိနိုင်ပါဘူးကျွန်တော်ဗမာလူမျိုးဖြစ်ပါတယ်ဗမာတွေကြားထဲမှာပဲကြီးပြင်းလာတာဟုတ်ကဲ့ပြီးရင်အားလုံးကခရစ်ယာန်မရှိဘူးကျွန်တော်ဗမာယေရှုနဲ့ပတ်သက်တဲ့အရာတွေရောက်လာတာဆိုတော့ဟိုကတော်တော်နည်းပါတယ် ျွန်တော်ပဲချိန်မှာစသည်လဲဆိုတော့ကျွန်တော်ကချင်ပြည်နယ်ရောက်သွားတယ်ပြီးတော့ရှင်ကျွန်တော်ကစံစာတွေလိုက်ဖတ်ကြည့်တယ်လေယုံကြည်လားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဆူတောင်းမိတဲ့အရာတွေအများကြီးရှိပါတယ်ဘလို့လဲဟိုးတခါကျွန်တော်ဒီပန်းရံကနေပေါ်တော့နေကျော်သွားတဲ့အရာရှိတယ်ညောဒီကြောက်ဝတာကိုကျော်ပြီးဟိုးပတ်သေးသေးရောက်သွားတယ်အဲတော့ကျအပြန်မှာရေဖန်းတယ်ရေဖန်းတဲ့အချိန်မှာကျွန်တော်ကိုထားခဲ့ကြတဲ့လူတွေပြန်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကအဲ့အချိန်မှာထိုင်ပြီးစူတောင်းတယ် ပါကိုတတိယမိလဲဆိုဆာလံကြံတဲ့ဟာကိုတတိယလေထောက်တော့ဖျားသည်ငါးတိုးရင်းဖြစ်တော်မူဆိုတာလေတတိယလေအဲ့ဒါတတိယပဲကျွန်တော်ဆွတောင်းတဲ့ပါဗျာဟောကျွန်တော်ကေပင်မာဒီရာနေအကောင်းဆုံးရွေးနှုတ်ပါထောက်ဖျားကွယ်ကာတဲ့အချင်းဖျားဖြစ်တယ်ဆိုတာဆွတောင်းတဲ့အချိန်မှာခဏလေးနေတဲ့အချိန်မှာတို့ကျွန်တော်ကဒီတိုင်းပဲပြန်လောက်လိုက်တယ်ဘာမှတန်ရိုက်တာလည်းမရှိဘူးဒီတိုင်းပဲခဏလေးပဲထိုင်ပြီးပြန်လောက်လိုက်တယ် ျွန်တော်ရဲ့အဖွဲတည်းလည်းစောင့်နေတာဟုတ်တယ်အဲသူတို့နဲ့ပဲသူပြန်လာခဲ့တာရှိတယ်ဟိုးတခါလဲကျွန်တော်ဆက်ရုံမှာပေါ့မျက်လုံးထဲမှာဖုံဝင်တယ်အဲဖုံဝင်လို့ရှိရင်အရန်နေရခက်တာဟုတ်တယ်သူကဒီနေ့ဝင်လဲဆိုတော့တရက်နှစ်ရက်လောက်နေမှာအဲ့ဒီမျက်လုံးကောင်းကောင်းပြန်ပြီးတော့နေတာထိုင်တာရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအချိန်မှာဖျားစီမှာစတောင်းလို့မဖျားအသက်ရှင်လို့ကျွန်တော်ဟိုတီးရောဒီရားနဲ့လွတ်မြောက်ခွင့်ပေးပါဆိုတော့ စုတောင်းရတော့တိတ်မကြတဲ့ချိန်မှာပဲပြန်ပေါင်းခွန်ရခဲ့တယ်။အရင်တော့ယေရှုကိုဘယ်လိုပြောမှဖျားလို့မထင်ဘူးလို့အခုကတော့ကိုကိုတိုင်းမြီးစမ်းကြီးတဲ့ယာမသူ့ရဲ့ရတာတည်လာတဲ့အတွက်ဘယ်လိုပြောရမလဲမြီးစမ်းကြီးဖို့တော့လိုတာပေါ့ကျွန်တော်တို့ဒီအစားအသောက်တစ်ခုတောင်မှကိုမစားဘူးတဲ့အရာစင်ဒီဟာရဲ့ရတာဘာလဲမသိနိုင်ဘူးလေကိုကိုတိုင်းစားကြည့်ပြီးရင်တော့ဒီဟာကောင်းလဲမကောင်းလားဆိုတာ ပုံတော့သိနေတယ်ပေါ့။ဒါကြောင့်မို့ကျွန်တော်ကမဆန်းသက်ပဲနေတော့မသိနိုင်ပါဘူး။ဒါကြောင့်မို့ဆန်းသက်ကြည့်ဖို့တိုက်တွန်းချင်တယ်။